လားအေးအေးဆိုတာကျွန်တော်တို့ဟလားဖိတ်ခေါ်လို့ရောက်လာတဲ့ဖွဲ့စည်းမှုပေါ့နော်ရခိုင်ပြည်နယ်မှာရခိုင်ဒေသမှာဟိုအရင်တုန်းကအေးအေးဆိုတာမရှိခဲ့ပါဘူးဟလားသူတို့ရောက်လာတယ်ဟလားကျွန်တော်တို့ကနေပြီးတော့ကြတော့ရခိုင်တိုင်းသားတွေကိုလိုက်ပြီးတော့ကြတော့မှနှိမ့်ဆက်နော်တက်ပြတ်တိုက်ခိုက်နေလို့ရောက်လာတဲ့ဖွဲ့စည်းတဲ့မှုကျွန်တော်တို့တတ်မလို့ဟလားတီးရှိနေတာလွတ်လပ်ရေးရပြီးတဲ့ဒီရခိုင်ပြည်နယ် ဒီငြိမ်းအေးချမ်းရေးကိုဆောင်ရွက်ပြီးကျွန်တော်တို့ဒီမှာထိမ့်သိမ့်ပြီးတော့ဆောင်ရွက်နေခဲ့တယ်။ဒီ AA အကြံဖက်တောင်းကျမ်းသူအဖွဲ့ရခိုင်ကိုရောက်လာမှာပြဿနာတွေဒါဖြစ်တာ။အဒီပုံမှာလည်း AA ရဲ့လုပ်ရက်မကောင်းဘူးလို့ဘယ်နိုင်ငံတကာအဖွဲ့အစည်းအများခုချိန်ထိပြောပြောမှုတဲ့လို့ရှိရင်ပြောမှုတလေဟလာပြောမှုတလေဒီဟလာကျမ်းဖက်တောင်းကျမ်းသူဟလာဒီကနေပြောကြတော့မှာဟလာ ရဲစခန်းတွေကိုတော့တိုက်ခိုက်တယ်တက်မလို့တိုက်တယ်တက်မလို့စီကြောင်းတွေကိုတိုက်တိုက်လို့ကျွန်တော်တို့ကပြန်ပြီးတော့တိုက်ခိုက်ပြီးချိန်မုန်းနေတယ်ဘသူလောက်ရက်ကအမှန်လို့မီဒီယာများယူဆမှာဘယ်မီဒီယာရောအေအေဖွဲ့ဒီကနေပြီးတော့ရခိုင်ပြည်နယ်ကနေပြန်ထွက်သွားတဲ့နယ်ငါတို့ပြောနေတဲ့ဟလာအာတိုက်ပွဲတွေရက်လိုက်ပါတိုက်ပွဲတွေရက်လိုက်ပါတိုက်ပွဲတွေရက်လိုက်ရင်ဘာဖြစ်သွားမှာ ဘာမှမဆိုင်ပါဘူးเนาะကျွန်တော်တို့ကဟလာတိုက်ပွဲဖြစ်အောင်လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့တိုက်ပွဲဖြစ်အောင်မလုပ်နေတာပေါ့ဟလာငင်းငယ်တိုက်ပွဲတွေရပြီးငင်းငယ်ယူပါအကျွန်တော်တို့ကငင်းငယ်ယူခြင်းလို့ငင်းငယ်ကန်လန်းထားပြီးပြီဒီရခိုင်ဒေသနဲ့ဘာမှမဆိုင်ပါဘူးเนาะရခိုင်ဒေသနဲ့ဘာမှမဆိုင်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှဟလာနိုင်ငံတကာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေ NGO တွေ INGO တွေအဲ့တို့ပြည်နေပြည်ပမီဒီယာတွေ ရခိုင်ဒေတာကနေပြီးတော့အေးအေးထွက်သွားတဲ့လေဘာသူများပြောဘူးလဲကျွန်တော်မေးခြင်းထွက်သွားတဲ့လားမထွက်သွားတဲ့လားကျွန်တော်စဉ်းစားကြည့်